အရခတ်တတော်သိမ့်ပိုက်ထားတဲ့ရခိုင်ပြည်အနောက်ဖက်နေဆက်မောင်နှုံမြို့နယ်တောင်ပိုင်းအငုံမော်ကားလမ်းမပေါ်ကကင်းရှောင်းကြီးရွာကအသက်၁၀နှစ်အရွယ်မိန်းကလေးငယ်တယောက်အပါအဝင်ဒေသခံကြီးရွာသား၃ယောက်တို့ဟာအာစာအကြံဖက်အဖွဲ့စီမှဖမ်းဆီးခံခဲ့ရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ24ရက်နေ့မနက်9:00နာရီလောက်မှာကင်းရှောင်းရွာရဲ့အရှေ့ဘက်မေယူတောင်ချေအနားမှာကြီးရွာသား၆ယောက်နှွားကြောင်းနေကြစဉ်ရွာသား၃ယောက်ကိုအာစာအကြံဖက်အဖွဲ့ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖန်ဆီးခံရသူအမျိုးသမီးငယ်ဟာကင်းရှောင်းကြီးရွာကအသက်၁၀နှစ်အရွယ်မှငိမ့်ဆန်တာနဲ့အဲ့ဒီကြီးရွာကကြီးရွာသား၂ယောက်တို့ဖြစ်ကြပါဗျ။အခုလိုအာစာအကြမ်းဖက်အဖွဲ့ကဖန်ဆီးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ထွက်ပြေးလွတ်မြောက်လာတဲ့ဖန်ဆီးခံခဲ့ရတဲ့မှငိမ့်ဆန်တာရဲ့အကူဖြစ်သူအသက်၂၃နှစ်အရွယ်ကိုမောင်ကျော်ခိုင်ကအခုလိုပြောပါဗျ။ဒီကျွန်တော်တို့ရောက်ရှိမှာနော့တောင်ဘိုးခနိုင်တိုင်လောက်ဆိုရလောက်ပါတယ်ကျွန်တော်တို့ရောက်ပြီးအမေရိကန်ရောက်နေအောင်နော့တောင်ဘိုးလောက်ကြပြင်ပါတယ်ဒီရောက်ရှိက ကျွန်တော်တို့ခါရွက်ပါလာပါငို့တောင်ဖို့လောက်ရွှင်ခါရရွှင်စီသူဟာသူတို့ကျွန်တော်တို့ငို့တောင်ဖို့နေရာတို့ရောက်ပါရရရင်အရှင်ကကျွန်တော်တို့သုံးချက်တယောက်ကိုအာဆာလိုက်ပါတယ်လိုက်တဲ့ရှင်ကကျွန်တော်လေးတော့အာဆာကိုမလို့ကျွန်တော်လေး all pro ရပါတယ် all pro ရှင်ကကျွန်တော်တို့လေးတော့မော်မန်နဲ့ပြိလာပါတယ်ဖဲလန်ကအာဆာအာပြိပါတယ်အာဆာတူးတူးနဲ့ကျွန်တော်တို့ကတော့လေးဖင်ပါတယ်သူတို့ဆိုဒါဒါနဲ့လေးခွဲပါတယ်ကျွန်တော်တို့အာအဘရီနင်းနဲ့နောက်ကျလာပါတယ်လိုက်ကြရေအာချင်းနောက်ကလူတူးကို သူတို့ဖန်ဖန်ခေါ်ပါလေနွားကြောင်းနေကြတဲ့ကြေးဝါသားတွေကိုအာစာအကြံဖတ်အဖွဲ့တွေလိုက်လံဖမ်းဆီးစင်မှာကိုမောင်ကျော်ခိုင်နဲ့မငိမ့်ဆန်နာတို့မောင်နှမနှစ်ယောက်ကြောက်လန့်ပြီးထွက်ပြေးကြစဉ်အာစာအဖွဲ့ဝင်၃ယောက်ဖြက်လန်းကနေဆောင်းဆိုင်ကသူတို့မောင်နှမနှစ်ယောက်ကိုဓာတ်နဲ့လိုက်ခုတ်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်ကိုမောင်ကျော်ခိုင်ကအသက်လူပြီးထွက်ပြေးချိန်မှာညီမဖြစ်သူကိုလက်လွတ်ခဲ့ရတာလည်းဖြစ်ပါတယ်။လက်ရှိအချိန်အထိတည်င်းတစုံတရာ မကြရဘဲပျောက်ဆုံးနေတဲ့အတွက် မိသားစုဝင်တွေအနေနဲ့စိုးရင်ပူပင်နေကြတယ်လို့လည်းမငိမ့်ဆန်နာရဲ့မိခင်ဖြစ်သူကပြောပါရယ်စိုးရင်စားခံစားရမှမနဲ့ရေဩဒုမလေးမမရှိဆိုရပဲအသားလေးအမျိုးရှိစေနဲ့တမှုရှိဒီတိတ်လဟာလားပြောင်းလဟာလားဆိုဆိုဘူးအဆောင်ဟင်းလားတင်းလားတခုလို့မတိရပါတင်းနဲ့ရေကူကအခုထာနေခဲ့ပါမလို့လိုက်ရေဒုကမတူပါကရေဒါတော့ ဇာပရရှောင်းလေးရယ်ဆိုတော့မှာကတော့ဘူကပရဖို့စကားကမင်းပြကြရယ်မငိမ့်ဆန်နာအပါအဝင်ကြည်ဝသား၃ယောက်ဖမ်းဆီးခံရပြီးတဲ့နောက်ကြည်ဝသားတွေကလိုင်းလံရှာဖွေခဲ့ပေမဲ့လည်းမတွေ့ရှိခဲ့ရဘူးလို့ဆိုပါရယ်လက်ရှိမှာသူတို့၃ယောက်ကိုအရခတ်တတော်အေးတပ်ဖွဲ့ဝင်တွေကရှာဖွေနေတယ်လို့လည်းသိရပါရယ်ရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်မောင်တော်ဒေသမှာအာဆာ RSO အကြံဖတ်သမားတွေစိတ်ဝင်လှုပ်ရှားနေပြီးရခိုင်ပြည်သူတွေက မတရားတပ်ဖြတ်မှုဖမ်းဆီးမှုတွေလှုပ်ဆောင်နေတဲ့အတွက် နေဆက်ဒေတာတွေကရခိုင်ပြည်သူတွေအနေနဲ့တတိထားသွားလာကြဖို့ကိုလည်း arakha.ae ကထုတ်ပြန်ထားပါရဲ့ရှင်။